ားပါရှင်ကျွန်မကတင်ဆက်ပါဒီနေ့အော်တိုဘောလာ25ရက်နေ့အတွက် People's Spring ရဲ့အနိုင်ကဏ္ဍကသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ဂျပန်မှာဝုန်းဝံတိုက်ခိုက်လို့သေဆုံးသူဦးရေနှစ်အလိုက်စံချိန်သစ်တင်တဲ့တဲ့လူ၃ယောက်သေဆုံးခဲ့တဲ့ကယ်လီဖိုးနီးယားကအရင်၈စီးဆင့်တိုက်မှုဖြစ်စဉ်ယူကရိန်းအတွက်တဝဲပြည့်ဒုံးကျည်တွေထောက်ပံ့ပေးဖို့မဟာမိတ်တွေကိုဗြိတိန်ဝန်ကြီးချုပ်တိုက်တွန်းတဲ့တဲ့ဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်ဂျပန်နိုင်ငံမှာဝုန်းဝံတွေရန်ပြိုတိုက်ခိုက်လို့သေဆုံးသူဦးရေဟာ နှစ်အလိုက်စံချိန်တင်အရေးအတွက်ထိမြင့်တက်လာခဲ့ပါတယ်။အောက်တိုဘာ24ရက်နေ့ကဒီချောစီဖြစ်ခဲ့တဲ့ဝက်ဝံတိုက်ခိုက်မှုတွေအတွင်းလူတယောက်သေဆုံးပြီး၄ယောက်ဒဏ်ရာရရှိခဲ့ကြောင်းဂျပန်အာဏာပိုင်ကပြောကြားခဲ့ပါတယ်။အောက်တိုဘာ24ရက်နေ့ကသေဆုံးမှုဟာအခုနှစ်အတွင်းဝက်ဝံကြောင့်၁၀ယောက်မြောက်လူသေဆုံးမှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အရင်ကဂျပန်မှာဝုန်းဝန်တိုက်ခိုက်လို့လူသေမှုအများဆုံးနှစ်အလိုက်စံချိန်က6ရက်ဖြစ်ပါတယ်။ဝုန်းဝန်တွေကြောင့်လူသေဆုံးမှုစံချိန်တင်နှစ်ကာလတစ်ခုကိုဖျက်ဆီးနေရတဲ့နောက် အာနာပါနေကဒီပြဿနာကိုထိန်းချုပ်ဖို့အစည်းအဝေးတွေပုံမှန်တင်းကျပ်သွားမယ်လို့ပြောပါတယ်။ဂျပန်ရဲ့လူဦးရေကျဆင်းလာတာ၊ကမ္ဘာရာသီဥတုပြောင်းလဲလာတာ၊စကြက်မြေရှားပါးလာတာအဆရှိတဲ့အကြောင်းအရင်းမျိုးစုံကြောင့်ဂျပန်မှာလူနေမျိုးရည်တွေထဲဝက်ဝံတွေကျူးကျော်ချင်းကပ်မှုတွေပုံမှန်များပြားလာနေတယ်လို့ဆိုပါတယ်။အော်တိုဘာ24ရက်နေ့ကတော့နိုင်ငံမြောက်ပိုင်းအကီတာဒေသမှာရှိတဲ့တောင်ပေါ်ရွာလေးတစ်ခုမှာဝက်ဝံတက်ခိုက်လို့လူ၄ယောက်ထိခိုက်ဒေဆုံးမှုတဲ့ရင်ကိုရဲတွေကရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာဝက်ဝံကိုက်လို့တယောက်ဒေဆုံးပြီး ၃ယောက်ကိုစိတ်ယုံပိုးခဲ့ရတယ်လို့ဆိုပါတယ်။ဝုံဝုံဟာလေလုံနေသူ၂ယောက်ကိုတတ်ခတ်ခဲ့ပြီးသွားရောက်ကူညီခဲ့သူ၂ယောက်ကိုပါရွေးမှုခဲ့တာလို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။နောက်တော့ဒေသခံမိုးဆိုးတယောက်က အနည်းအနာကဝုံဝုံတကောင်ကိုရှင်းလင်းပြတ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဝုံဝုံဟာတတ်ခတ်မှုကျူးလွန်တဲ့ဒါရိုင်းတရိတ်ဆန်ဟုတ်မဟုတ်ဆိုတာကိုအတည်မပြုနိုင်သေးပါဘူး။အော်တိုဘာ24ရက်နေ့မှာပဲနိုင်ငံအလဲပိုင်းကတိုယာမာဒေသမှာ ဝက်ဝံကရွှေမူလို့အသက်80ရွယ်အမျိုးသမီးဂျီတူဦးတရားရရှိခဲ့တယ်လို့သိရပါတယ်။ဂျပန်အစိုးရတည်ရဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကတော့ဝက်ဝံတွေနဲ့ပတ်သက်ရင်ပိုပြီးတင်းတင်းမမာတုတ်ပြန်ကင်တွယ်သွားရမယ်လို့ပြောပါတယ်။သူကဒီပြဿနာဟာတကယ်ကိုကြီးမားတဲ့အစဉ်ခုံမှုတစ်ခုဖြစ်လာနေပြီလို့လည်းဆိုပါတယ်။ဂျပန်မှာတော့ဝက်ဝံတွေကကမ္ဘာလက်ခီးတဲ့တွေကိုတက်ခိုက်တာစတိုးဆိုင်တွေထဲဝင်ရောက်လူရဖြစ်စီတာကျောင်းတွင်နာမှာရစ်တီရစ်တီတွာလာနေတာမျိုးဖြစ်စဉ်တွေလည်းရှိခဲ့တာကြောင့်လူထုကြားမှာအထိတ်တလန့်ဖြစ်နေပါတယ် ဒီအခြေအနေတွေကိုနိုင်ငံမြောက်ပိုင်း area မှာပုံပြီးကြုံရလေရှိတာပါဂျပန်မှာတဘာဝအတိုင်းကျဆားတဲ့ဝက်ဝံမျိုးစိတ်နှစ်မျိုးရှိပါတယ်အရာတွေကတော့အာရှဝက်ဝံမဲနဲ့ဝက်ဝံညိုတွေဖြစ်ပါတယ်အရွယ်အစားပိုကြီးပြီးပုံမခတ်တဲ့ဝက်ဝံညိုတွေကတော့နိုင်ငံမြောက်ပိုင်းကဟော့ကိုင်းဒိုကျောမှာအ धिक ကျဆားလေရှိတာပါဂျပန်မှာနှစ်စဉ်ပြက်ခတ်ရှင်းလင်းခဲ့ရတဲ့ဝက်ဝံပေါင်းထောင်နဲ့ချီများပြားပါတယ်ဒါပေမဲ့ဂျပန်ရဲ့ပြင်းပြတက်တန်းကပုံမကြီးရလာတယ်လို့ ငယ်ရွယ်တန်ဆွမ်းတဲ့အမုတ်ဆိုးအရေးအတွက်ကလည်းကြာဆင်းလာတာကြောင့်လည်းဝက်ဝံပြဿနာကိုကိုင်းတွယ်ရမှာကန့်သက်ချက်တွေရှိလာနေတယ်လို့သိရပါတယ်ရှင်။အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းကအဝေးပြေးကားလမ်းမတစ်ခုမှာရင်ရှိစီးဆင့်တိုက်မှုဖြစ်ပွားစေခဲ့တဲ့ truck ကမောင်းနေသူဟာမူရစ်ဆေးဝါးသုံးဆွဲထားခဲ့ကြောင်းစစ်ဆေးတွေးရှိခဲ့ပါတယ်။ Ontario မြို့နာကပြည်နယ်ဖြတ်ကျော်အဝေးပြေးကားလမ်းမတစ်ခုမှာအော်တိုဘားလ21ရက်နေ့တုန်းကအသက်20နှစ်အရွယ်ရှာဂျန်ပရက်ဆင်မောင်းနေလာတဲ့ truck ကားကြီးက ရှေ့မှာရပ်ထားတဲ့ကားတွေကိုဝင်တိုက်ခဲ့တာကြောင့်ရင်တွေအဆင့်ဆင့်တိုက်မိကုန်ပြီး၃ယောက်ဒိဆုံးခဲ့ပါတယ်။အခုတော့ Ontario ရဲတပ်ဖွဲ့ကသူ့ကိုလူအသက်တွေဒိဆုံးစေတဲ့အထိဆူဆူရွရွရရင်စည်းကမ်းဖောက်ဖျက်မှုအတွက်ဆွဲချက်တင်ထားပါတယ်။ October 24ရက်နေ့ကတရားခွင်မှာတော့စင်းကဆွဲချက်တွေအတွက်သူ့မှာအပြစ်မရှိပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အစိုးရရှင်တွေကတော့ဆေးဆေးချက်တွေအရစင်းဟာ truck ကတက်မောင်းတဲ့အချိန်မှာမူရစေဝါတုံးဆွဲထားခဲ့တယ်ဆိုတာကိုစစ်ဆေးတွေ့ရှိကြောင်းပြောပါတယ်။ သူ့ရဲ့ truck ကမှတက်ဆင်ထားတဲ့ကင်မရာကတော့ကားတွေကိုအတန်းလိုက်ဝင်တိုက်ပြီးတဲ့နောက် truck ကရှေ့ပိုင်းမှာမိထလောင်နေတာကိုပါမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ American လူဝင်မှုကြီးကြပ်ရေးဌာနကဆင်ဟာ American ကိုတရားမဝင်ရွှေ့ပြောင်းအခြေချပြီးအထောက်အထားမဲ့အနေထိုင်သူတူလို့ပြောပါတယ်။သူကိုရှာဖွေထိန်းသိမ်းဖို့အမေကိုလည်းဌာနကထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အော်တိုဗာ21ရက်ဖြစ်စင်မှာတော့ဆင်မောင်းနေလာတဲ့ truck ကဟာသူ့ရှေ့မှာရှိတဲ့ယင်ကြောကအကြောင်းတစ်ခုခုကြောင့်နှေးသွားရက်သွားတဲ့အချိန်မှာ အရှိန်ရှော့ဖို့ပြက်ကွက်ခဲ့တယ်လို့ပြောကြခဲ့ပါတယ်။မင်းမြင့်တွေကတော့အနီရောင် truck ကဟာအရှိန်အတော်များများနဲ့အမောင်းနေလာခဲ့ပြီးလမ်းပိတ်တဲ့အချိန်မှာလည်းအရှိန်မလျှော့ခဲ့ဘူးလို့ပြောပါတယ်။ရင်တန်းမှုထဲမှာတော့ကားနစီးထဲမှာရှိနေတဲ့စုစုပေါင်းလူ3ယောက်တိတ်ဆုံးခဲ့တာပါ။နောက်ပြီးဒဏ်ရာအပြင်းထန်ရခဲ့သူ2ယောက်လည်းရှိပါတယ်။ပျက်စီးခဲ့တဲ့ကားအရေအတွက်ကတော့ရှစ်စီးထိအများပြားခဲ့တယ်လို့လည်းသိရတာပါ။စင်းကတော့အခင်းဖြစ်တဲ့နေရာမှာတင်ဖမ်းဆီးရောက်မိခဲ့တယ်လို့လည်းဆိုပါတယ်။ ကနဦးအစ်စ်မှာသူ့ကိုလူတီစေတဲ့အထိပို့စားတဲ့အမောင်းနှင်မှုနဲ့အမှုဖွင့်ထားပေမဲ့ဇွဲချက်တွေထပ်တိုးလာနိုင်ကြောင်းအစိုးရရှင်တွေကပြောပါတယ်။အဲ့ဒီထဲမှာမူရစေးသုံးပြီးကောင်းမောင်းတဲ့ကိစ္စမျိုးတွေလည်းအမှုတွေတိုးလာနိုင်ခြေရှိနေပါတယ်။ဆင်းဟာမှန်ကန်တဲ့ရင်မောင်းလိုင်းစင်တော့ဂိုင်းဆိုင်ထားပြီး2026ခုနှစ်အောက်တိုဘာလအထိလိုင်းစင်တက်တန်းကျန်နေသေးပါ။အဲ့ဒီလိုင်းစင်ကိုကယ်လီဖိုးနီးယားမော်တော်ယာဉ်ဌာနကထုတ်ပေးထားတာပါ။ကယ်လီဖိုးနီးယားအနာဘာနီကတော့ဆင်းဟာရင်မောင်းလိုင်းစင်ရှောက်ထားခဲ့ခြင်းတော့က အလုံးလုံးခွင့်ပေါ်မဲ့ဆောင်ရွက်စာတမ်းတွေမှန်မှန်ကန်ကန်ရှိနေခဲ့ကြောင်းဖြေရှင်းထားပါရှင်။ယူကရိန်းရဲ့တာဝဲပစ်ခတ်မှုဒုံးကျည်စွမ်းရည်ကိုမြင့်တင်အောင်အနောက်မဟာမိတ်နိုင်ငံတွေကဝိုင်းဝန်းပံ့ပိုးကြဖို့လိုကြောင်းဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။အော်တိုဗာ24ရက်တုန်းကလန်ဒန်မြို့တော်မှာဧည့်သည်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကိုတွေ့ဆုံခဲ့တဲ့နောက်ဝန်ကြီးချုပ်ဆာဂီရာစတာမာကအခုလို ပြောခဲ့တာဖြစ်ပါတယ်။ဒေါင်းနေလမ်းမရှိတဲ့ဝန်ကြီးချုပ်အင်ဒေါ်စီဇယ်လန်စကီးရောက်ရှိလာတဲ့အခါမှာ စတာမာကဖက်လဲတကင်းတရင်တနည်းနှုတ်ဆက်ကြတာကိုလည်းတွေ့ရပါတယ်။အနာဂတ်မှာယူကရိန်းရဲ့အစ်စ်ရေးစွန့်ရင်အထူးသဖြင့်တာဝေးတက်ခိုက်နိုင်စွမ်းကိုမြင့်တင်ဖို့မဟာမိတ်တွေအနေနဲ့အလို့ဆောင်နိုင်မယ်ထင်ကြောင်းအရေးအကြီးဆုံးကဒေယီမန်ချက်ကိုအကောင့်ထဲပို့ခြင်းမှာပူပေါင်းဆောင်ရွက်မှုတွေနဲ့တင်းတော်တဲ့အချိန်ကာလတစ်ခုရောက်ရင်ယူကရိန်းရဲ့လုံခြုံရေးကိုအာမခန့်ပေးနိုင်ဖို့လိုလားတဲ့အစီအစံနာတွေတော့လိုအပ်မှာဖြစ်ကြောင်းစတာမာကဆိုပါတယ်။ရုရှားယူကရိန်းစစ်ပွဲ၄နှစ်ပြည့်လို့နေပါရှိလာခြင်းမှာ အနောက်မဟာမိတ်နိုင်ငံတွေကရုရှားအပေါ်စီးပွားရေးအရာတင်းတင်းကြပ်ကြပ်ဖိအားပေးပိတ်ဆို့မှုတွေပုံပုံမြင့်တက်လာပါတယ်။အခုသတင်းပတ်ထဲမှာတင်အမေရိကန်နဲ့ဥရောပသမဂ္ဂတို့ဟာရုရှားအပေါ်အရေးယူပိတ်ဆို့မှုအသက်တွေကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာယူကရိန်းအတွက်နောက်ထပ်နှစ်နှစ်ကြာစစ်ရေးအထောက်အပံ့တွေဆက်လက်ပေးအပ်နေဖို့လည်းသဘောတူထားပါတယ်။စတာမန်နဲ့ဇလစကီတို့လန်ဒန်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးကို NATO အတွင်းရေးမှူးချုပ်မက်ဂရူဒင်ဒိမတ်ဝန်ကြီးချုပ်နဲ့ Netherlands ဝန်ကြီးချုပ်တို့တက်ရောက်ခဲ့ပြီး ပြင်သစ်သမရာအီမန်နျူရယ်မော်ခရမ်ကလည်းအွန်လိုင်းကနေချိတ်ဆက်ပါဝင်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးမှုတွေမှာစတောင်းမာကမဟာမိတ်နိုင်ငံတွေအနေနဲ့ယူကရိန်းအတွက်တာဝန်ပြဒုံးကြီးတွေပုံမထောက်ပံ့ပေးကြဖို့တိုက်တွန်းခဲ့ပြီးမော်ခရမ်ကလည်းထောက်ခံသွားပါတယ်။ဇလန်စကီဟာပြီးခဲ့တဲ့သတင်းပတ်တုန်းကဝါရှင်တန်ဒီစီကိုတွားရောက်ပြီးအင်ဖီတော်မှာအမေရိကန်သမရာဒေါ်နယ်ထရန့်နဲ့လည်းဆွေးနွေးခဲ့ပါတယ်။အဲ့ဒီဒုံးကတော့ထရမ်ဟာအမေရိကန်ရဲ့ထရမ်ဟော့ပ်တာဝန်ပြအခရစ်ဒုံးကြီးတွေကိုယူကရိန်းစီပေးအပ်ဖို့ကိစ္စကိုညှင်းပယ်သွားခဲ့ပါတယ်။ လန်ဒန်ကဆွေးနွေးပွဲမှာတော့စတာမာကဥရောပမဟာမိတ်နိုင်ငံတွေအနေနဲ့ယူကရိန်းစစ်ပွဲအဆမှာရုရှားကိုစီးပွားရေးပိတ်ဆို့အရေးယူတဲ့အနေနဲ့သိမ်းဆီးထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုယူကရိန်းရဲ့စစ်သုံးစရိတ်အထောက်အပံ့ဖြစ်ပြောင်းလဲနိုင်ရေးလှုပ်ဆောင်မှုတွေကိုအ мян ဆုံးအပိသက်ကြဖို့လဲတိုက်တွန်းခဲ့ပါတယ်အခုသတင်းပတ်ထဲမှာဥရောပသမဂ္ဂခေါင်းဆောင်တွေကလက်ရှိထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုယူရို200ဘီလီယံလောက်ထဲက140ဘီလီယံကိုယူကရိန်းအတွက်ချင်းငွေအဖြစ်ပြောင်းလဲနိုင်အောင်စီမံပေးဖို့ ဥရောပကော်မရှင်ကိုတာဝန်ပေးခဲ့ပါတယ်။ဒါပေမဲ့ရုရှားပိုက်ဆက်မှုအများအပြားကိုဆိုင်းငံ့ထိရောက်ထားတဲ့ဘယ်လ်ဂျီယမ်ဆိုရကတော့ဒီကိစ္စရဲ့ရှုပ်ထွေးမှုကြောင့်ကန့်ကွက်ထားစေဖြစ်ပါတယ်။ဇလန်စကီဟာရုရှားပိုင်နဲ့အတွင်းပိုင်းထိထထဲဝင်ဝင်တိုက်ခိုက်နိုင်မဲ့တာဝေးပြည့်ဆက်လက်နက်တွေတိုးမြင့်ရရှိအတွက်မဟာမိတ်နိုင်ငံတွေစီလှစ်လှယ်ပြီးစီးရုံးရေးဆင်းနေပါတယ်။ဗြိတိန်နဲ့ပြင်သစ်တို့ကယူကရိန်းအတွက်တာဝေးပြခတ်နိုင်တဲ့ Strom Shadow Cruise ဒုံးကြီးတွေကိုပမာဏအတိုင်းအတာတစ်ခုထိထောက်ပံ့ပေးထားပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်